ရှင်နှောင်းမျိုးကိုဟိုးပဝေရှိကစိတ်တာကောင်းတော်မျိုးလို့ခေါ်တွင်ခဲ့ကြတာဖြစ်ပြီးအနောက်မြစည်းမဒေတာရာဇဂျိုပြည့်ရှင်အစာတသက်မင်းနဲ့သီးပြိုင်နန်းပြိုင်တကောင်းပြည့်ရှင်ဘရင်ဇဗူဒီပါဒဇမင်းလက်ထက်စီကလေးကဒီမျိုးရဲ့တမိုင်းဟာရေးရေးမြစားခဲ့ပြီးဖြစ်ပါတယ်အာတော့ကမင်းကြီးဟာဖျားရှင်ရဲ့ဓာတ်တော်နဲ့တည်ခဲ့တဲ့စနေနံဖျားဟာလဲယနေ့အထိတကိုးကြီးထင်ရှားရှိနေစေဖြစ်ပါတယ် အဲ့ဒီအချိန်ခါတုန်းက AR မြင့်ဟာစိတ်တာကောင်းတော့မျိုးအနီးနားမှာပဲသမုတ်တရားလေးကိုစီးဝင်ရတဲ့အဟုံရှိခဲ့ပါတယ်။အလွန်တရာချမ်းမြေ့ဝဲကောင်းတဲ့စိတ်ကန်းတစ်ခုဟာယနေ့အခေါ်မင်းလင်တောင်အနီးမှာရှိခဲ့တာကိုအစွဲပြူးပြီးစိတ်တာကောင်းတော့မျိုးလို့ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။ယခုစနေနံဖျားကနေအနောက်ဘက်ကိုမျှော်ကြည့်တဲ့အခါတွေ့မြင်ရတဲ့ဘူးကျွန်း၊နန်းတော်ကျွန်း၊ငချောက်ကျွန်း၊စီးကျွန်း အစရှိတဲ့ကျွန်းလူတွေဟာအရင်ကစိတ်သာကောင်းတော်မျိုးရဲ့နေရာဟောင်းတွေဖြစ်ကြပါတယ်။ကျွန်တော်ကြောင့်ပြုကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့ကျွန်တော်တင်ဆက်ပေးမှာကတော့ရင်းနှီးကြောင်းမျိုးရဲ့တမိုင်းကိုအစအဆုံးတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်တော်ကတော့လွှမ်းဝေအောင်ရင်းနှီးကြောင်းဖြစ်ပါတယ်ခင်ဗျာ။ကောလာတက်ဂရက်238ခုနဲ့ပကန်းတက်ဂရက်268ခုနဲ့မှာ ပကံပြည်ရဲ့ဘရင်တန်တန်မင်းကိုဆလင်ကခွင်းမင်းကလှုပ်ကြံပြီးနန်းသက်ဆိုးဆန်ပါတယ်။အဲ့ဒီအခါတန်တန်မင်းရဲ့မိဖုရားဟာပရိသတ်တွေကိုစောင့်ရှောက်ရင်းစေမျိုးပေါင်းပါရင်းနဲ့အတူ ထွက်ပြေးတဲ့အခါမှာအခုရှင်နှချောင်းကံမရွာလို့ခေါ်တဲ့ရက်ကိုရောက်မှဘေးကင်းချရတာမို့မိမိတို့ယခုရောက်ရှိနေတဲ့ကံမရွာဟာကံကောင်းထောက်မတဲ့ရွာဘေးရန်ပေါင်းကင်းရှင်းရာရက်ဖြစ်ပေတယ်လို့အစွဲပြုပြီးကံမရက်လို့တွင်ခဲ့ပါဗျာ။ မိဖုရားကြီးနဲ့အတူလိုက်ပါလာခဲ့ကြတဲ့ဆွေတော်မျိုးတော်တွေလည်းကမှတချို့ကကံမရွာမှာနေထိုင်ခဲ့ကြပြီးအိမ်တော်သူဆက်နှစုတို့ကတော့စိတ်တာကွန်းတောင်မျိုးကိုသွားရောက်နေထိုင်ခဲ့ကြပါတယ်။မိဖုရားကြီးကတော့ចောင်းမြူးလို့ခေါ်တဲ့အရက်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။စိတ်တာကွန်းတောင်မျိုးကိုပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့ဆွေမျိုးအိမ်တော်ဆက်နှစုတို့ကယောက်ျား၁၂ယောက်တို့ဟာတောလေသွားကြရင်ကြာကြီးတောင်ကိုတွေ့ပါတယ်။ ကြာကြီးတောင်ကနေအရှိမြောက်ကိုထပ်ပြီးတော့သွားတဲ့အခါမှာတော့တောကြီးထဲမှာနှက်တို့ဖန်ဆင်းထားသလိုတန့်ရှင်းပြီးမြေပြင်ဘက်ကိုစီးထွက်နေတဲ့တဘာဝတယံဇာတညာနဲ့တာရီတင်းကြည်ကြည်နဲ့မြေစီကိုတွေ့ရပါတော့တယ်။ထိုယောက်ျား၁၂ဦးတို့ဟာလည်းအလွန်ဝမ်းသာရှင်လန်းကြပြီးနန်းတာရီကိုဖိလိန်တန့်လင်ကြပါတယ်။အဲ့ဒီနောက်နန်းတာရီထွက်ရနေရာဌာနကို မှတ်သားကြပြီးစိတ်တာကောင်းတော်မျိုးရဲ့တကြီးထံမှာမြေပိုင်ပေးဖို့အခါသားခံကြတဲ့အခါ စိတ်သာကုန်းတော်မျိုးတကြီးကမြေနဲ့သာထွက်ရှိရာနေရာအရက်များမှဆန္ဒဦးသားတို့ကိုနန်းနမိတ်လေးရဲ့တတ်မှတ်ပြီးမြေပိုင်ပေးအပ်လိုက်ပါတယ်။အရှိအရက်မှာတောင်ခမောက်အနောက်ရက်မှာပြားကြီးတောင်တောင်ရက်မှာတော့ရောက်သွားတောင်လို့ခေါ်တဲ့မင်းလင့်တောင်မြောက်ရက်မှာတော့ကြောက်မစင်တို့ပဲဖြစ်ကြပါတယ်။ဆန္ဒဦးသားတို့ဟာလည်းမိမိတို့ရဲ့တာမြေတစုတို့နဲ့အတူနန်းတာမြေစီကိုတူးဖော်ကြောင်းချစားတောက်ပြီးနေထိုင်ခဲ့ကြပါတယ်။ စနဦးသားအမျိုးသားတို့ဟာတပါသောအမျိုးများနဲ့သာသမီပေါင်းသင်းဆက်ဆံခြင်း၊ထမင်းလက်ဆောင်စားခြင်းတို့ကိုမပြုကြဘဲအမျိုးသက်အမျိုးကောင်းလို့မှတ်ယူကျင့်သုံးပြီးတည်ခြားနေထိုင်ခဲ့ကြပါတယ်။မြန်မိတ်လေးရမှာတတ်မှတ်ထားတဲ့မြေအတွင်းမိမိတို့ဆွမ်းအားလျောက်ဒူးဖော်ရရှိတဲ့နန်းတာမြေဒီကိုရောင်းချစားတော့ခါစိတ်သာကွန်းတော့မျိုးမှာပဲနေထိုင်လာခဲ့ကြရင်အနော်ထာမင်းလက်ထက်မှာတော့တထုံပြည်ကိုစစ်အောင်နိုင်ကပိတ်ဆောင်လာခဲ့တဲ့ပိရိကတ်တော်တွေကို မြန်မာဘာသာပေထက်အခရာတင်လေခဲ့ပါတယ်။အဲ့ဒီနောက်ပိရိကတ်တော်တွေကိုနှမ်းစီနနွင်းတို့တုံလင်းစေပြီးပိရိကတ်တော်တိုက်အတွင်းကိုသွင်းကာကိုးကွယ်တော်မူခဲ့ပါတယ်။ပိရိကတ်တော်ပေသားများကိုပိုးမွားပျော့စိတ်ကြွက်အဆရှိတဲ့ဒရိစံတွေရဲ့ဖြတ်စည်းမှုမခံရစေဖို့ရှင်ရဟန်ကိုလျှောက်ကြားတဲ့အခါမှာတော့ယဟန္တာအရှင်ရဟန်ရဲ့မိန့်တော်ချက်အရနနောယထာမင်းမြတ်ဟာစိတ်တာကုန်းတော့နယ်မှာနယ်နိမိတ်လေးရက်တတ်မှတ်ပိုင်းချပြီးညေပိုင်းလူမျိုး တွေယိုတွင်းသားတို့ဒူးဖော်ရောင်းချစားတောက်နေကြတဲ့နန္တာမြေစီနဲ့ပိရိကတ်တော်တွေကိုတုတ်လင်းမှကြာရှည်ခိုင်ခန့်မယ်လို့မိန့်တော်မူလိုက်ပါတယ်။လော်ထာမင်းမြတ်ဟာလည်းစိတ်တကောနောက်မျိုးကိုမူးတော်မတ်တော်တို့ကိုဆေလွတ်ပြီးစုံလဲစစ်ဆေးစီတဲ့အခါနန္တာမြေစီထွက်တဲ့နေရာလေးရအတွင်းနေထိုင်ရတဲ့ဆွေမျိုးသားချင်းတွေမှာတွင်တကြီး12ဦးအငယ်9ဦးဦးအယုတ်ဦးတာအောင်ဦးရွှေအိုးစတဲ့အပွား၅ဦးနဲ့ တွင်းရိုး24ဦးတွင်းစား14ဦးစုစုပေါင်း38ဦးသောအိမ်အောင်ဆောင်တို့ဟာမျိုးမီလုံးစုံ အကုန်မကျွမ်းမကျန်စစ်တမ်းစရင်ရေးသွင်းတင်ဆက်ပြီးပြည်ကတော်တိုက်မြေအတွက်နန်းတာစီတင်ပို့စေခဲ့ပါတယ်။ဆလင်ကခွေးမေးလက်ထက်ကတိုင်းနော်ယထာရှင်လက်ထက်တိုင်အောင်မင်းဆက်80ဆက်နှစ်ပေါင်း100ကျော်တက်ရှိလောက်ကင်ဒူးဖော်စားတော့လျက်ရှိတဲ့ညိုးလွယ်ပွားများဟာဘိုးတော်တန်တန်မင်းရဲ့မိဖုရားကြီးအနွယ်တော်တွေဖြစ်တဲ့အကြောင်းနေမြေလေးရက် ်တတ်မှတ်ပိုင်းခြားလျက်နေထိုင်ခဲ့ကြတဲ့အကြောင်းသိရှိရပါတယ်။အဲ့ဒီအခါရေနတာမျိုးမှနေတဲ့တွေယိုတွင်းသားလူမျိုးအားလုံးတို့ကိုနော်ထာမင်းကြီးရဲ့မိန့်တော်မြတ်အရာနိုင်ငံအုပ်ချုပ်မှုကဏ္ဍမှာရေနတာမီကတွေယိုတွင်းသားတို့ကိုတတိတခြားဘွဲတသိတော်များပေးအပ်ပြီးပါဝင်စေခဲ့ပါတယ်။တက္ကရ454ခုနှစ်မှာပကံပြီမှာအလောင်းစီသူမင်းကြီးနန်းတက်တော်မူလာပါတယ် မင်းကြီးဟာသာသနာတော်နဲ့တိုင်းကျိုးပြည်ကျိုးကိုကိုယ်တိုင်တိုင်းငံလှည့်လည်ပြီးပြန်ပွားတော်မူပါတယ်။တရံရောအခါတိုင်းငံလှည့်လည်လာရင်ရင်နတာမြို့ကိုရောက်ရှိလို့ရပ်တန့်တဲ့အခိုင်မှာမင်းကြီးရဲ့မိဖုရားခုနှစ်ဖော်တို့ဟာနောက်ပါချွေရံတို့နဲ့အတူလှည့်လည်ကြည့်ရှုကြရင်နန္တာမြေလီတို့ဟာမြေမထွက်ကြတဲ့အချင်းရာကိုတွေ့ကြကုန်ပါတယ်။နန္တာမြေကြီးရဲ့ပင်းပြံမှွေးကြိုင်ထုံသွင်းတဲ့ရနက်ဟာအာယုန်နဲ့ဆွဲဝင်နှင်မျောကြရတာမို့မြူတူးပျော်ပါကြကုန်ပါတယ် နန္ဒာရဲ့မှုရနှံ့ကြောင့်မင်းကြီးထံပါအခါသားနောက်ကျလက်ဟင်းခဲ့ကြရပါတယ်။မင်းကြီးဟာ ရောက်သွားတောင်စခန်းကနေစောင့်လင့်ပြီးအမျက်တော်ရှာနေခဲ့ရပါတယ်။အဲ့ဒီအချိန်ကနေစပြီး ရောက်သွားတောင်ကိုလည်းမင်းလင့်တောင်လို့အမည်တွင်ခဲ့တာဟာယနေ့အချိန်ထိဖြစ်ပါတယ်။မင်းကြီးဟာသာသနာရေးနဲ့တိုင်းရေးပြည်ရေးတို့ကိုအချိန်မလက်စေဖို့စီစဉ်ပြီးထတ်တော်မူခဲ့ရမှာအခါသားနောက်ကျတဲ့မိဖုရားခုနှစ်ဖော်တို့ကို အမျက်တော်ရှာပြီးမငဲမကွက်စီရင်ခဲ့ပါတော့တယ်။ အပျော်ဖက်ကြတဲ့မိဖုရားတို့ကို ကွံ့မြက်ရင်အမိန့်ချမှတ်တော်မူခဲ့ပါတယ်။အဆုံးစီရင်အန်ဇဲလဲမှာခုနှစ်ဖော်သောမိဖုရားတို့ဟာအတိတ်ထံပြုကြပါတယ်။နတ်တာမြေစီကိုကပ်ဖတ်နှစ်သက်၍အသက်သေဆုံးရပါတော့မည်။တည်သောအခါနတ်ကောင်းစင်စစ်ဧကန်ဖြစ်၍နတ်တာတွင်ယိုတွင်စားတူဖော်လောက်ကైသူများရဲ့ပူဇော်ရာ၌ပါစေတည်း။တည်ပါစေတည်း။နန္တာမြေစီတို့သည်မှွေသောရနက်ပြေလျက်နန်သောအနံ့ကို ရောက်ပါစေတည်း။လောက်ကైတူဖို့ရာမှာချောင်းကြလောက်အောင် မြေစီမြေနှစ်ရတော်လဲ၎င်းမြေစီသည် ကုံသည်မရှိကုံခန်းခြင်းသို့မရောက်နိုင်ပါစေတည်းလို့အဋ္ဌိထံပြုကြကုန်ပါれထိုမိဘရားခုနှစ်ဖော်တို့မှာညောင်အုပ်မျိုးသားညောင်ရွှေမျိုးသားဆက်လေးမျိုးသားဘီလင်းမျိုးသားကြာပဲမျိုးသားနဲ့ပုပ်ပါမျိုးသားညောင်ရမ်းမျိုးသားမိဘရားတို့ဖြစ်ကြပါれမိဘရားတို့ရဲ့မောင်တော်တို့ဟာလည်းနှမများတိတ်ဆုံးကြတာနဲ့စိတ်နှလုံးမသားမရာဖြစ်ပြီး ဖောင်တော်ဦးမှာခေါင်းစည်းလျှော်ကြတဲ့အခါမင်းအမျက်တင့်ပြီးအဆုံးစီရင်ခြင်းခံခဲ့ရပြန်ပါတယ်။အဆုံးစီရင်ချက်ချမဲ့ဆက်စင်းမှာမိဖုရားခုနှစ်ဖော်တို့ရဲ့အဋ္ဌိဌံအတိုင်းထက်တူအဋ္ဌိဌံပြုကြတာကြောင့်မိဖုရားခုနှစ်ဖော်နဲ့မောင်တော်ခုနှစ်ပါးတို့ကနတ်ဖြစ်ကြပါတော့တယ်။နန္တာမြေသည်များဟာတင်းပြန့်တဲ့ရဏများပျောက်ပြယ်ပြီးနန်သောအနန္တများထွက်ပေါ်လာတာကြောင့်ရေနံချောင်းစည်းတီကိုအကြောင်းပြုပြီးရေနံချောင်းမျိုးလို့ခေါ်တွင်စေပါတော့တယ်။ရေနံချောင်းမျိုးမှာနေထိုင်လောက်ကင်ကြတဲ့သူတွေဟာ ရေနံတွင်းတူးဖော်တော့မယ်လို့ကြံရွယ်ရင်းမိမိတို့ရဲ့တွင်းစီရာအနီးမှာဘိုးဘိုးကြီးနဲ့မိဖုရားခုနှစ်ဖော်မောင်တော်ကြီးပုံနာတို့ကိုတင်မြှောက်ပူဇော်ကြရပါတယ်။အဲ့ဒီစူတောင်းအလင်္ကာကတော့ဘိုးကြီးသခင်ကျေးဇူးရှင်နဲ့အရှိအနောက်တောင်မြောက်တွင် အုပ်ချုပ်ကြသောလေးပါသောအရှင်သခင်အပေါင်းနှင့်မြောင်အုပ်မြောင်ရွှေဆလေဘီလင်းကြာပင်ပုပ်ပါညောင်ရန်စားမိဖုရားခုနှစ်ဖော်မောင်တော်ထင်ရှားကြီးပုံနာ စားတော်ခေါ်ပါတောက်တော်ခေါ်ပါ အစဉ်တိုး၍နေ့စဉ်ဥထိတ်တင်ပါသည်ယနေ့သူဖို့သောရေနံတွင်သည် အထွက်ကောင်းလို့အကျိုးတင်ပါစေအမြုပ်ကောင်းလို့တန်းပါစေအရေထောင်လို့ပန်းပါစေမတော်မူပါစတော်မူပါဒီစုတောင်းလင်္ကာမှာရေနံတွင်းရိုးတွင်းသားများရဲ့ရှေးရိုးဆင်လာရေနံတွင်းသူဖို့ရာမှာရွတ်ဆိုစုတောင်းကြရတဲ့အလင်္ကာဖြစ်ပါတယ် ရှေးခေါ်စိတ်တာကုန်းတော်မြို့မှာရှိတဲ့တွေယိုတွင်းစားအနွယ်ဆက်များရဲ့ဇာတိမှန်ကိုထပ်တန့်စေတဲ့တမိုင်းဝယ်စူတောင်းလင်ကတပုတ်လည်းဖြစ်ပါတယ်။အဲ့ဒီလိုပါတရာမှာနှီးချောပြာတင်ပြူးကော်စောများကိုခင်းပြီးပကံများဆက်တဲ့ချက်မှာကောင်းချင်းပေါင်း၅ကျော်ခေါင်းမီးအစုံလင်နဲ့ကတော်ပွဲတင်မြှောက်ကြရပါတယ်။ကတော်ပွဲများမှာဘဘိုးကြီးတပွဲမိဖုရားခုနှစ်ဖော်အတွက်ခုနှစ်ပွဲ မောင်တော်ကြီးပုံနာများအတွက်တပွဲ ရောက်ကစိုးတပွဲနဲ့ဘုံမစိုးတပွဲ စုစုပေါင်း17ပွဲဖြစ်ပါတယ်။ရင်နာတာကနေရင်နာချောင်းလိုအမိပြောင်းလဲခေါ်တင်လာပြီးတဲ့နောက်မှာပကံမြင်းဆိုင်စကိုင်းအင်းဝရန္နာပိန်ကခစ်အဆက်ဆက်မင်းဆက်ဆက်ဟာပြိကတ်တော်ကိုရင်နဲ့ဆက်သွင်းခြင်းကို အင်းဝအကုံးပေါခင်များကိုရောက်တဲ့အခါမှာလဲလေလဲစားတဲ့ရင်များနဲ့ကျောင်းစရက်အိမ်အဆောက်အဦများတောက်ရံတာမကက မိကွက်ထုံးကြီးရန်အတွက်ပါအသုံးပြုကြပြီးရေနံများကိုထုတ်လုပ်ရောင်းချခဲ့ကြပါတယ်အခုပြောပြပေးမှာကတော့ရေနံချောင်းမြို့ရဲ့ရေနံမြေရေနံလုပ်ငန်းတမိုင်းအချင်းပေါ့ဗျာမြေအတွင်းမှာစိမ့်ထွက်နေတဲ့ရေနံကိုမီးလောင်စေပြီးဒါကိုရေပေါ်မီးလို့ပကံခင့်မှာခေါ်ဆိုခဲ့ကြပါတယ် အဲ့ဒီအချိန်ကရေနံကိုအထူးတလဲရှာဖွေတူးဖော်နေစရာမလိုပဲအလိုအလျောက်မြေပေါ်ကိုယိုစီးထွက်နေတဲ့နေရာရည်ရဲ့အဲ့ဒီအနည်းတစ်ဝိုက်မှာပဲလက်ရတူးဖော်ထောက်ယူနိုင်ခဲ့ကြပါတယ်ပကံပြီးအနောထာမင်းစောလက်ထက်သာသနာတက်ကရက်1582ခုနှစ်မှာတော့ပိရိကတ်တော်တွေကိုဆွေးမိတဲ့ရန်ကကာကွယ်ဖို့စိတ်တကုံတော့မှာရှိတဲ့ရေနံနဲ့တုံလိန်ပြီးအသုံးပြုခဲ့ကြပါတယ်စိတ်သာကုန်းတော့ကိုရေနံသားလို့အမည်တွင်စေပြီး တွင်းတကြီးတူးကိုရေနံတွင်းတူးဖို့ရာမှာစီမံအုပ်ချုပ်စေခဲ့ပါတယ်။ဆနစ်ရာစုတက်ကရက်1145ခုနှစ်အလောင်းစီသူမင်းလက်ထက်မှာတော့တွင်းရိုး24ဦးနဲ့တွင်းစား40ဦးတို့ကိုကြီးကျက်အုပ်ချုပ်စေခဲ့ပါတယ်။ဆတုံးရာစုနဲ့အတွင်းမှာတရုတ်ခီးသွားတူးရဲ့မှတ်တမ်းမှာတော့ဒီဒေသမှာရေနံထွက်ခြင်းနဲ့ရေနံထောက်ယူအသုံးပြုပုံတို့ကိုတွေ့ရှိခဲ့ရပါတယ်။ 18ရာစုနှစ်များမှာတော့ရေတွင်းလိုမျိုးတွင်းတွေတိုးချဲ့တူးဖော်ပြီးရေနံထုတ်ယူခဲ့ကြတဲ့အခါမှာတတွင်းကိုပြင်းပြတနေ့ကို10ဂါလန်ကနေဂါလန်90အထိရရှိကြပါတယ်18ရာစုကျန်တဲ့အထိလက်ရက်တွင်းတွေကို တွင်း900လောက်ရှိခဲ့ပါတယ်19ရာစုအလယ်ပိုင်းမှာတော့ရေနံတွင်းတွေကပေ300လောက်အထိအနက်တူးဖော်ကြရပါတယ်မင်းတို့မင်းလက်ထက်မှာမင်းတို့မင်းရဲ့မိဖုရားတို့ဦးရဲပိုင်တဲ့တွင်းဟာတွင်းပေါင်း120ရှိခဲ့ပါတယ် ။ဒီပေါ်မင်းအုပ်စိုးချိန်မှာတော့ရေနံတလကိုပိတ်တာချိန်16သိန်းလောက်ရရှိခဲ့ပါဗါး Major Michael Sin 1800ခုနှစ် Captain Harran Cock 1825ခုနှစ် John Crawford 1829ခုနှစ် Foscor မျိုးသား Kewood Medon 1909ခုနှစ်တို့ဟာမြမပြည်ရဲ့ရေနံထွက်ရှိရာဒေသတွေကိုလာရောက်လေ့လာခဲ့ကြပါတယ်။ Sir Adrian Pascoe ဆိုတဲ့လူက ်မြန်မာနိုင်ငံရဲ့မြမရေနံမြေများတမိုင်းကိုရေးသားပြုစုခဲ့ပါတယ်။အက်ကလစ်စတန်ဆိုတဲ့သူကလည်း1928ခုနှစ်မှာမြမရေနံမြေများအကြောင်းကိုရေးသားဖော်ပြခဲ့ကြပါတယ်။မြမဘီရင်တွေလက်ထက်မှာတော့ရေနံကိုတာမန်အသုံးပြုကြတာဖြစ်ပြီးမီးထိုးရန်နဲ့အသုံးဆောင်ပစ္စည်းများတုံလင်းရန်ပဲဖြစ်ခဲ့ပါတယ်။1881ခုနှစ်ရန်ကုန်မြို့မှာရှိတဲ့ရန်ကုန်ကုမ္ပဏီရေနံချက်ဆက်ယုံငယ်တို့ကရေနံချောင်းကရေနံစိမ်းတွေကိုတင်ပို့ရောင်းချခဲ့ကြပါတယ် မ္မာနိုင်ငံရဲ့ရေနံလုပ်ငန်းမှာပထမဆုံးဝင်ရောက်လုပ်ကိုင်ခဲ့တဲ့နိုင်ငံခြားသားပိုင်ကုမ္ပဏီကတော့ ROC ရေနံကုမ္ပဏီဖြစ်ပါတယ်။၎င်းဟာ1882ခုနှစ်ဒဏ္ဍီတော်မှာရေနံချက်ဆက်ရုံတည်ဆောက်ပါတယ်။ရေနံစင်းအချိန်မှန်မရရှိရာကြောင့်လုပ်ငန်းတာရှည်မအောင်မြင်ခဲ့ပြန်ပါဘူး။ရှယ်ယာစုရှင်တဦးဖြစ်တဲ့ David Eingargate ကပြန်ဝယ်ပြီးအထက်မြန်မာနိုင်ငံကို British တွေတိုက်ခိုက်သိမ်းပိုက်တာမလုပ်ခင်အထိဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတစ်ခုလုံးကိုဗြိတိရှားတို့သိမ်းပိုက်ခဲ့ပြီး1886ခုနှစ်မှာတော့ရေလကြောင်းမျိုးပေါ်ကတွင်ကုန်း295ဤကားနဲ့ဘေးမဲ155ဤကားတို့ကို ပေယိုတွင်သားတွေအတွက် ရေနံတူးဖို့ထုတ်လုပ်ခွင့်ဆက်ပြီးတော့ပေးခဲ့ပါတယ်။အချင်းပေ60ရှိတဲ့တွင်နေရာ4000ကျော်တို့ကိုတတ်မှတ်ပေးပြီးတွင်ကုန်းနဲ့ဘေးမဲရဲ့နေရာအနီးတစ်ဝိုက်မှာရေနံတူးဖို့ထုတ်လုပ်ခွင့်ကိုအခွန်ပေးဆောင်စေပြီးတတ်မှတ်ပေးခဲ့ပါတယ်။ 1910ခုနှစ်မှာရေနံမြင့်အထူးကော်မရှင်တစ်ခု ဖွဲ့စည်းခဲ့ပြီးရေနံမြင့်အုပ်ချုပ်ရေးအတွက်ရေနံဝန်ကြီးတအူးကိုခံထားတာဝန်ပေးခဲ့ပါတယ်။နောက်တစ်ချိန်မှာတော့သူတို့ရဲ့အတိုင်ပင်ခံအဖြစ်အိန္ဒိယဘူမိဗေဒဌာနကဘူမိဗေဒပညာရှင်တအူးကိုခံထားခဲ့တယ်လို့လည်းသိရပါတယ်။1886ခုနှစ်လောက်မှာတော့ BOC ကုမ္ပဏီပိုင်နဲ့တွင်းဟာ138တွင်းနဲ့အခြားတွင်း29တွင်းရဲ့တွင်းပေါင်း164တွင်းကိုအင်္ဂလိပ်တို့ကသိမ်းပိုက်ခဲ့ပြီးတော့ BOC ကုမ္ပဏီကိုလုတ်ကင်ဝင်ပေးခဲ့ပါတယ် ရင်နှံချောင်းရင်နှံမြေမှာရင်နှံဒူးပေါ်ထုတ်လုပ်ရေးဆိုင်ရာလုပ်ငန်းများအတွက်ဖွဲ့စည်းပေါ်ထွက်လာခဲ့တဲ့အခြားရင်နှံကုမ္ပဏီတွေကတော့ဗမာရင်နှံစင်ဒီကိတ်1890ခုနှစ်စကင်းတက်ရင်နှံကုမ္ပဏီ1900ခုနှစ်ရန်ကုန်ရင်နှံကုမ္ပဏီ1906ခုနှစ်ဂျမားနဲ့ညီမကုမ္ပဏီ1908ခုနှစ်အင်ဒိုဘာမာကုမ္ပဏီ IBPC 1900ခုနှစ်နက်စင်ရင်နှံကုမ္ပဏီ NOC 1908ခုနှစ်ဗြိတိရှ်ဘာမာရေနံကုမ္ပဏီ BBPC 1910ခုနှစ်တွင်းလားရေနံကုမ္ပဏီ TOC United Twin Oil Company အောင်မန်းရေနံကုမ္ပဏီ Ingro Burma ရေနံကုမ္ပဏီရိုးမရေနံကုမ္ပဏီတို့ဖြစ်ကြပါတယ်ရေနံလုပ်ငန်းအတွက်ကုမ္ပဏီတွေအပြိုင်ဆိုင်ပေါ်ထွက်ခဲ့ကြပေမဲ့ အရင်နီးနေတဲ့ကုမ္ပဏီလေးတွေကတော့အရင်နီးများတဲ့ကုမ္ပဏီကြီးတွေရဲ့ဝါမျိုးချင်းကိုခံနေရတာကြောင့်တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့ကြရပါတော့တယ်။ဒါကြောင့်နိုင်ငံခြားသားအရင်းရှင်ကုမ္ပဏီအချို့ကဆက်လက်ကြီးပွားခဲ့ကြပြီးနောက်ဆုံးကျန်ခဲ့တဲ့ကုမ္ပဏီတွေကတော့ DOC, IBPC, BBPC နဲ့ NOC ကုမ္ပဏီများပဲဖြစ်ကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဗီဒီယိုလေးကိုအခုလိုအစားဆုံးကြည့်ရှုနားဆင်ပေးခဲ့တဲ့ Drive ကျေးဇူးအထူးပဲတင်ပါရခင်ဗျာ။ နောက်ထပ်လည်းစီစဉ်ကောင်းလေးတွေတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ရှင်နေချောင်းပြူပေလေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ